ဓမ္မမိတ်ဆွေများလို့မင်္ဂလာပါရှင်ပေပူလိုက် channel လေးမှာကြိုဆိုပါရရှင်ဒီကနေ့မှာတော့ဗုဒ္ဓမြတ်စွာဟောကြားတော်မူထားတဲ့30ပုံဟာဘာတွေလဲဆိုတာမသိသေးတဲ့ဓမ္မမိတ်ဆွေများသိရှိအောင်ဓမ္မဒါနအနေနဲ့မျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်30ပုံဆိုတာအပယ်၄ပုံကာမတုက္ကတိ9ပုံနဲ့ပြမပုံ20တို့ဖြစ်ပါတယ်အပယ်၄ပုံဆိုတာငရေပုံတရိစံပုံပြိတာပုံအတုရကေပုံတို့ဖြစ်ပါတယ် ကမတုကရိခုနပုံဆိုတာလူပုံနဲ့နှစ်ပြီ6ထက်ဖြစ်ပါတယ်။နှစ်ပြီ6ထက်ဆိုတာစာတုမဟာရေပုံ၊တာဝရိနာပုံ၊ရာမာပုံ၊သူတိတာပုံ၊နေမာနရတိပုံနဲ့ပရနမီတာဝတဝတိပုံတို့ဖြစ်ပါတယ်။ပြမပုံ20ဆိုတာယူပါဝဆရ16ပုံနဲ့အယူပါဝဆရ4ပုံတို့ဖြစ်ပါတယ်။ယူပါဝဆရ16ပုံဆိုတာပထမဇန်3ပုံ၊ဒုတိယဇန်3ပုံ၊တတိယဇန်3ပုံနဲ့သရုတ်ထဇန်ခုနပုံတို့ဖြစ်ကြပါတယ်။ပထမဇန်3ပုံကတော့ပြမပါရိသစ္စာပုံ၊ပြမပရောဟိတာပုံ၊မဟာပြမပုံတို့ဖြစ်ပါတယ်။ ်ဒုတိယဆန်သုံးပုံကတော့ပရိတာပါဘုံအပ္ပမနာပါဘုံအဘက်တရာဘုံတို့ဖြစ်ပါတယ်တတိယဆန်သုံးပုံကတော့ပရိတာတုပါဘုံအပ္ပမနာတုပါဘုံနဲ့တုပကိဏဘုံတို့ဖြစ်ပါတယ်သုတ္ထဆန်ခုနှစ်ပုံကတော့ဝေဟဖို့ဘုံအတ္တညာတဘုံနဲ့တုတ်တာဝါတာငါးဘုံတို့ဖြစ်ကြပါတယ်တုတ်တာဝါတာငါးဘုံကတော့အာဟိယဘုံအတ္တပါဘုံတုတ္တတဘုံတုတ္တတိဘုံနဲ့အကိနိထဘုံတို့ဖြစ်ကြပါတယ်အာယုဘဘောဇရ၄ဘုံဆိုတာအာဂါတာနိစာယတနာဘုံဝိညာဉ်နိစာယတနာဘုံ အာကင်စီညာယတနာဘုံနေဝတင်ညာနာတင်ညာယတနာဘုံတို့ဖြစ်ပါတယ်။နားဆင်ပြီးခဲ့တဲ့ဓမ္မမိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်။